အားလုံးပဲမင်္ဂလာပါရှင့်ကျွန်မကတော့ဒီတစ်ခေါက်တထေးပပရဲ့ငွေရှာနည်းဆိုတဲ့ဇာအုပ်လေးကိုဖတ်ပြီးတော့မှအနည်းချုပ်ထားတဲ့အရာတွေကိုဒီမှာရှယ်လူတွေနဲ့ပြန်ပြီးတော့မှ sharing လုပ်ပေးချင်ပါတယ်ဒီဇာအုပ်လေးကိုအဲဒီလင်မယားနှုတ်ကနေပြီးတော့မှ ရေးသားထားပြီးတော့မှဇာရင်းဆရာကြီးကြီးနိုင်ကနေဘာသာပြန်ရေးသားထားတာပဲဖြစ်ပါတယ်ဇာမျက်နှာကတော့တက်ကနေ959ထိရှိပြီးတော့မှဒီဇာအုပ်ရဲ့ရွယ်ချက်ကငွေရှာရတာခက်လွန်းနဲ့ငွေကုန်ငွေနဲ့ရင်းမရတဲ့ ငွေရင်းများမှငွေများများရမယ်ငွေရှိပြီးဘာလုပ်ရမှန်းမသိဘူးလို့ပြောနေတဲ့အတူအတွဲသူကညညုံပြီးတော့မှဒီစာအုပ်ကိုရေးထားတာပဲဖြစ်ပါတယ်ဒီစာအုပ်ကိုမသွားခင်မှာဘောနော်အဲဒီစာအုပ်လေးအထဲမှာအဓိကပါတဲ့အကြောင်းအရာလေးကို ကျွန်မအနည်းငယ်ရှင်းပြချင်တယ်ဘောနော်အဲဒီမှာကဒီကိုကြီးကိုရဲ့ဘောနော်ဒီဘယ်ကိုကဘယ်အစ်စ်မှရှိနေတာလဲဆိုတဲ့ဟာကိုနားလည်ဖို့အရေးကြီးတယ်တော်မျိုးကျွန်မဒေတာလေးကိုအနည်းငယ်ရှင်းပြပေးချင်ပါတယ်ကျွန်မတို့ဒီအဲလုပ်ငန်းခွင်ထဲမှာဒီ ်ဝေရှာရတော့မဲ့လောကထဲမှာရောက်လာတဲ့အခါမှာဆိုရင်ကျမတို့က ESBI ဆိုတဲ့ပေါ့နော်ဒီလေးမျိုးလေးကိုကျမတို့ကတိထားရမှာပဲဖြစ်ပါတယ်ဒီလေးမျိုးလေးကပေါ့နော်ဆရာကဟိုအင်္ဂလိပ်လိုနေနဲ့ဆိုရင် E က employee ပေါ့နော် S က set employee B က business owner အင်္ဂါ inverter ပေါ့နော်အဒီဟာလေးကိုသူကအသေးစိတ် နေနဲ့သူရေးထားတယ်ပေါ့နော်ဒါပေမဲ့မြန်မာလိုပြောရမယ်ဆိုရင် e ဆိုတာကဒီလောက်ခစားလောက်ခစားအလုပ်သမားဝန်ထမ်းတွေကိုသူဆိုလို့ပြီးတော့မှ s ကကြတော့ကိုယ်တိုင်ကိုပိုင်လုပ်ငန်းပေါ့နော်အသေးစားလုပ်ငန်းရှင်လေးတွေကိုသူခေါ်ပြီးတော့မှ b ကကြတော့ဒီလုပ်ငန်းရှင်ကြီးတွေကိုအော်လုပ်နေတဲ့လူတွေသူရင်ညွန်ပြီးတော့ i ဆိုတာကရင်းနှီးမြုပ်နှံသူတမဟုတ်ရင်ငွေရှင်ဆိုပြီးတော့မှသူကဒီလိုမျိုးပြောပြထားတယ်ပေါ့နော်ဒေတာလေးကိုတိချာမှာပေါ့နော်ကိုကဘယ်အစ်စ်မှာဖြစ်နေတာလဲ အာပြီးတော့မှဒီအဆင့်ထဲကနေပြီးမှကိုကဘယ်အဆင့်ကိုတက်လန်းချင်တာလဲပြီးတော့မှကိုကဘယ်အဆင့်ထိရောက်ချင်တာလဲဆိုတာသိချာသိမှာပေါ့နော်ဒီစာအုပ်ကိုလည်းနည်းနည်းပူပူနည်းနည်းရှိဆိုင်နားလည်နိုင်မယ်လို့ကျွန်မအာထင်တယ်ပေါ့နော်အာကျွန်မကိုကိုလည်းဒီစာအုပ်ဖတ်ရင်လည်းငါဘယ်အဆင့်မှာရောက်နေတာလဲငါဘယ်ကိုသွားချင်တာလဲကိုကိုကိုဒီလိုမျိုးစဉ်းစားခဲ့တဲ့အချိန်တွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့အရင်ဆုံးကျွန်မဒီစာအုပ်ကနေပြီးတော့မှတဘောကျတဲ့စာကြောင်းလေးတွေကိုအရင်ဆုံးဖတ်ပြပေးပါမယ် တထေးပပေကတော့ပထမအဖေနဲ့လုံးဝမတူကွဲပြားခြားနေတဲ့အကြံတွေပေးခဲ့လေရဲ့။ကျောင်းသက်ဘွဲယူစီးပွားရေးလုပ်ငန်းတစ်ခုထောင်အောင်မြင်တဲ့ငွေရင်းနည်းသူငွေရှင်ဖြစ်အောင်လုပ်တဲ့ငွေရှာဖို့ငွေရှိဖို့မလိုဘူးဆိုရင်ပြီးတော့ကျောင်းတွေကစီးပွားရေးလူမျိုးငင်းတိမပေးခဲ့ဘူးဆိုရင်တခြားပါလို့မလဲ။ညော်လင့်ရီမန်ချက်ဆိုတဲ့အိမ်မက်တစ်ခုရှိရပါမယ်။ဆုံးဖြတ်ချက်တွေတတိကြီးရှိရမယ်။စီးပွားရေးပညာအမြန်သင်ကြားဖို့စိတ်အားတက်တမ်းမှုရှိရမယ်။ ရှားပေးတဲ့စွမ်းဖကသူမဟုတ်ဦးချင်းပိုင်ဆိုင်ရရှိတဲ့အရေအသွေးတွေကိုအသုံးချရမယ်။ပြီးတော့ငွေဝင်လမ်းပုံစံလေးမျိုးမှာကိုယ်ဘယ်အကွက်ဘယ်အစိတ်ပိုင်းမှာရောက်နေတယ်လဲနားလည်ရမယ်။ခဏကကျွန်မပြောခဲ့တယ်ဗောနော်။ရှစ်ပိုင်းမှာရှင်းပြခဲ့တဲ့ဒီကိုကဘယ်အစိတ်မှာရှိနေတာလဲသူပြောတဲ့ဟာကဒီကိုကဘယ်အကွက်ဘယ်အစိတ်ပိုင်းဆိုတာကခဏကပြောတဲ့ ESBI ဆိုတဲ့အစိတ်မှာဘယ်အစိတ်ရှိရလဲဆိုတာကိုသူကပြောထားတာဗောနော်။ရိုးသားတလို့စူးစမ်းပြီးစိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုံကိုယ်တူပါ ဒါနဲ့အများသူ့ဘဝမှာငွေဟာအရင်မကြည့်ပါဘူးဆိုတဲ့အမြင်ကိုအကောင်းဆုံးခုခံကာကွယ်ခဲ့ပါတယ်။ပညာရှိဖြစ်ဖြစ်ကပြောခဲ့တဲ့စကားဖြစ်ပါတယ်။အဲ့ဒီအရေးကိစ္စအားလုံးဟာငွေကအခရာပဲ။ငွေမရှိလို့မဖြစ်ဘူး။ဒါကြောင့်ငါအဲ့အတွက်ငွေဟာအရေးကြီးတာပေါ့။ဒါပေမဲ့ငါတက်လုံးတော့ငွေအတွက်အလုံးမလုံးနိုင်ဘူး။ကြုံမခံနိုင်ဘူးကဒါကတထေးပြပေကပြောခဲ့တဲ့အရာဖြစ်ပါတယ်။တခြားတစ်ဖက်ကတထေးပြပေကျတော့ ောင်မြင်မှုတွေကြီးမားလာတဲ့နဲ့အများအချိန်အားတွေပိုရလာပြီးပိုလွတ်လာပါတယ်ကျွန်တော်ငွေကိစ္စဘာသာရေးကိစ္စစီးပွားရေးလုပ်ငန်းတွေနဲ့ဘဝအကြောင်းတွေအမြောက်အများချက်ထဲဝင်တင်ယူခွင့်ရတာဟာသူ့ကလေးတွေနဲ့ကျွန်တော်အတွက်အားလက်ချင်တွေရခဲ့လို့ပါပဲစွန့်စားရမှုဆိုတဲ့စကားလုံးကအိုက်ဆိုတဲ့ရင်းနှီးမြုပ်နှံသူလူစားအတွက်ညင်ခုန်စရာကောင်းသလောက်အေးဖြစ်တဲ့ဝန်ထမ်းအလုပ်သမားလူစားမျိုးအတွက်ကြောက်လန့်စိုးထိတ်စရာဖြစ်နေတယ်လို့ပါပဲတတိပပရဲ့အဆိုကခေါင်းဆောင်မိုးဆိုတာလူများထဲကအကောင်းဆုံးလူကို ရွေးထုတ်နိုင်တဲ့အရေးချင်းပဲဖြစ်ပါရဲ့။ခင်ဗျားဘယ်ဘက်ကပတ်စံရှာနိုင်လဲဆိုတဲ့အကြောင်းမဟုတ်ပါဘူး။ဒါပေမဲ့ပတ်စံတွေဘယ်လောက်စုဆောင်မိပြီးဒီပတ်စံတွေကဘယ်လောက်ကြာအောင်ခင်ဗျားကိုအလုပ်ကြီးပြုတ်ပေးတယ်လဲဆိုတာကအဓိကပါပဲ။အချုပ်ပြောရရင်ဘာအလုံးမှမလုပ်ဘဲနဲ့အချိုးအမျက်ရှိရှိဝေဝင်လာတဲ့အပေါ်မူတည်ပြီးရင်းနှီးမြှုပ်နှံသူအိုင်လုပ်ငန်းကိုအကဲဖြတ်တဲ့အရေးချင်းတက်မှတ်တယ်ဆိုပါတော့။ဒီတဲ့အတိုင်းပညာရှိအဖေကြီးကသူ့မျိုးဆက်မှာလူများစုကို အလုတ်အာမခံချက်ကိုမက်မောတဲ့တွေကက်နေတာလားသူက အလုတ်အာမခံချက်ဆိုတဲ့ဇီဝရေးအာမခံချက်ရှိတယ်ဆိုဆိုတဲ့အနဲ့ဖွင့်ခဲ့တယ်တတိပပေကတော့အလုတ်အာမခံချက်ကြောင့်တခုံးမမဟာကိုအဲ့ဒီအစားသူကဇီဝရေးလွတ်မြောက်မှုကိုပဲတဖော်ဖော်ပြောတယ်ခင်ဗျားမငွေများများစစမရှိတဲ့တိုင်အောင်အပြောင်းလဲကြုံကျေကိုမှန်းပြီးဝီကျင်းတဲ့ဇီဝရေးဆိုင်ရာပညာတွေလစ်လာစီးပူးထားတင်ပါတယ်အဲ့ဒါကဘောနော်ကျမဒီ ဖတ်ခဲ့တဲ့တဝက်ပေါ့နော်ဥစာလေးတန်းနေပြီးတော့မှရခဲ့တဲ့စာချောင်းလေးတွေဖြစ်တယ်ပေါ့နော်ဒီကဖတ်ရင်လည်းအဲကိုကဘယ်လိုနီးလန်းတွေသင်ယူရမလဲဆိုတဲ့ဟာတွေလည်းနည်းနည်းအဲပေါ့နော်တွေ့ခဲ့တဲ့တွေ့မလို့ပေါ့နော်ဒီဒါကကျမအနစ်ချုပ်ပြီးတော့မှပျော်ပြတာတဲ့ပေါ့နော်ကိုကိုနိုင်ဖတ်ပြီးတော့မှလစ်လာသင်ယူတာကပို့ပြီးတော့မှထိရောက်မယ်လို့ကျမဒီစာအုပ်ပေါ်မြင်တယ်ပေါ့နော်ဒီသင်ခန်းစာရချက်ရခဲ့တဲ့အချက်ကဘာလဲဆိုရင်ကျမစာအုပ်ဒီပြောရမယ်ဆိုရင် ဒီလိုမျိုးကျမ leadership တွေဒီဝတ္ထုစာအုပ်တွေကသုံးပုံပြင်ဒီလိုမျိုးဟာနေကျတော့ဖတ်လို့ရှိရင်အဖတ်လိုက်တာနဲ့ဒီစာအုပ်ရဲ့အနှစ်အဓိပ္ပာယ်အထူးသဖြင့်ပေါ့နော်သူဘာဟုတ်ပေးချင်တာလဲဆိုတာနည်းနည်းရှင်းရှင်းယူလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျမရဲ့ဘဝမှာငွေနဲ့ပတ်သက်ပြီးတော့မှလစ်လာထားတဲ့ဟာအရင်မရှိတဲ့အတွက်မလို့ပေါ့နော်ကျမအတွက်နည်းနည်းခက်တဲ့ဥစ္စာလေးကိုတွေ့ရတယ်ပေါ့နော်အဲ့ဒါကျမဘာစဉ်းစားမိရလဲဆိုခဏကတတိပိပိပြောခဲ့တဲ့အတိုင်းကိုက အချိန်ရှိရှိတလောက်ဒီစီးပွားရေးပညာရက်ဒီငွေပညာရက်ကိုလည်လာထားတဲ့လို့သူပြောတယ်ပေါ့နော်။ဒါကြောင့်မလို့အော်ငါဒီအပိုင်းမှာအများကြီးလို့အံ့နေတယ်ဆိုတော့ခံစားချက်ပေါ့နော်ကိုကိုကိုဖြစ်လာတယ်ပြီးတော့ဟိုဒီလောကကြီးမှာအသက်ရှင်တဲ့အခါမှာဆိုရင်မိဘတွေအတိုင်းဝိုင်းတွေကတော်တော်များများကကျမကိုဒီအလောက်အမခံချက်ရှိတဲ့ဟာလေးကိုဦးစားပေးတာတွေ့ရတယ်ပေါ့နော်။ဥမာအာကိုရဲ့ဒီအာအသက်ကြီးလာရင်အမခံချက်ရှိတဲ့အလောက်လောက်ဖို့အတွက်ပေါ့နော်။ အဖေမေတွေမောင်နှမတွေညီအကိုတွေပြီးတော့ပတ်ဝန်းကျင်မှာရှေ့လူတွေကတိုက်တွန်းကြရပေါ့နော်ဒါပေမဲ့တတိပိပိဆိုရင်အဲ့လိုမျိုးသူမလောက်ခိုင်းပေါ့နော်သူကအဲ့ဒီအင်းစီးပွားရေးလှလက်မှုကိုပဲသူကရှာခိုင်းနေပေါ့နော်ဒီအရာတွေကိုကြည့်ပြီးတော့မှအော်သူတို့ရဲ့အသွေးခံစားချက်ကပေါ့နော်သူတို့ရဲ့ဒီအသွေးတွေကအများကြီးကွာခြားနေတယ်ဆိုတဲ့အချက်ကိုလည်းကျွန်မတွေ့ခဲ့ရတယ်ပေါ့နော်ဆိုတော့ဒီမှာရှေ့လူတွေကလည်းပေါ့နော် ဒီစာအုပ်ကိုကိုယ်တိုင်ဖတ်ပြီးတော့မှလစ်လာသိမယ်ဆိုရင်ပို့ပြီးတော့အကျိုးထောက်မယ်လို့ကျမထင်တယ်ဗောနော်ကျမလည်းတွေးလို့ဆောင်မဲ့အရာကဒီရက်ပိုင်းမှာဒီဟာလေးတွေကိုပို့လစ်လာမယ်ဗောနော်ဒီစီးပွားရေးနဲ့ပတ်သက်တာတွေငွေကြေးနဲ့ပတ်သက်တာတွေကိုနားမလည်ပြီမဲ့အခုကတည်းကလစ်လာထားမှာဗောနော်ကျမနောက်တစ်ချိန်မှာပို့ပြီးတော့မှဒေတာတွေကအသုံးဝင်လာမယ်လို့ကျမမြင်တယ်ဗောနော်ပြီးတော့အထူးသဖြင့်ဒီအာကျမကအခုအင်းပုံစံဖြစ်နေတာဗောနော် အာဒီဝန်ထမ်းလခစားဘဝဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ယင်းဒီမြုံနယ်နဲ့အပိုင်းထိကျမတက်ချင်နေဆိုရင်ဘာလောက်ရမှာလဲဆိုတော့ကိုကိုကိုဒွေးလာတဲ့ချက်တွေလည်းရှိတယ်ဗောနော်အဲ့လိုမျိုးဆိုရင်အော်ငါဒီအပိုင်းမှာပို့လို့ရပါမှာအပို့လို့ရမယ်ဆိုတဲ့ခံစားချက်လည်းဖြစ်လာတယ်ဗောနော်ဆိုတော့အမ်ဒီစာအုပ်လေးကနောက်တစ်ပိုင်းကကျမဖတ်မယ်ဗောနော်ပြီးတော့အနည်းချုပ်ပြီးတော့မှ အဲဒီမှာရှိတဲ့လူတွေကိုဝင်မြဖို့အတွက်ကျမအဆင်ပြေတယ်ဆိုရင်ဝင်မြပေးမယ်ပေါ့နော်။ကျမကိုယ်တိုင်လည်းအနည်း600လာနည်းနည်းခဲ့တဲ့အတွက်ကြောင့်မို့လို့အဲဒီမှာရှိတဲ့လူတွေတက်လဲပေါ့နော်။နားလဲရဖို့နည်းနည်းခဲ့မှာကျမကြောက်ရတဲ့အတွက်ကြောင့်မို့လို့အဲအဲ့ဒါလေးကိုအရင်ဆုံးကြိုပြောထားခြင်းနဲ့ပေါ့နော်။ဥမာအဲနောက်တစ်ပိုင်းလဲရှိရင်လဲရှိနိုင်တယ်လို့မရှိလဲမရှိနိုင်ဘူးပေါ့နော်။ဒါပေမဲ့ဖတ်ထားတာတော့အခုချိန်တည်းကတော့တဝက်ပဲရှိပါသေးတယ်။နောက်ပိုင်းကျမ ဒီစာအုပ်ထဲကနေပြီးတော့မှအနည်းချုပ်စရာကောင်းတဲ့ဟာတွေတွေ့တယ်ဆိုရင်တော့ဒုတိယသပိုင်းအနေနဲ့ပြင်လာခဲ့ပါမယ်။ဒီစာအုပ်ကိုဖတ်ဖူးတဲ့လူတွေရှိတယ်ဆိုရင်လည်းကျွန်မနဲ့အတူတူ comment မှာ share လုပ်ပေးစီချင်ပါတယ်။ကိုကဘယ်လိုသင်ခန်းစာယူခဲ့တာလဲ။ဘယ်စာကြောင်းကကို့အတွက်အအဓိပ္ပာယ်ရှိခဲ့တာလဲ။ပြီးတော့မှကိုကဘယ်အဲဘလို့အပိုင်းတွေကြောက်ပေါ့နော်တိုးတက်ပြောင်းလဲသွားတာလဲဆိုတော့ကိုအတူတူက sharing လုပ်ပေးဖို့အတွက်လည်းကျမတောင်းဆိုချင်ပါတယ်ဆိုတော့ကျမရဲ့ video ကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်